္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။တရုတ်ကမြန်မာစစ်တပ်ကိုစစ်လက်နက်နဲ့ဤပညာတွေထောက်ပံ့ပေးနေပြီးစစ်ရာဇဝတ်မှုတွေကျူးလွန်ရန်အားဖြည့်ပေးနေမှုကိုချက်ချင်းရပ်တန့်ရန်တရောင်းအရက်ဖက်အဖွဲ့တွေကတောင်းဆိုလိုက်ပါတယ်။မုံရွာကြောက်ကလမ်းပိုင်းမှာစစ်တပ်စစ်ကြောကို၄ရက်ဆက်တိုက်တိုက်ခိုက်မှုစစ်သား၄၀ဦးဟာသေသွားပြီးဘုံမူးတူးနဲ့ဘိုကြီးတူးပါဝင်၂၀ဦးခန့်ထိခိုက်ဒဏ်ရာရတဲ့တွင်ပါဝင် ရန်ကုန်ခေတ်တည်းမနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမအဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့တရုတ်အစိုးရကမြန်မာစစ်တပ်ကိုစစ်လက်နက်ပစ္စည်းတွေနှိပညာတွေထောက်ပံ့ပေးနေပြီးစစ်ရာဇဝတ်မှုနဲ့နယ်ကရာဇဝတ်မှုတွေကိုကျူးလွန်မှုတွေပုံမအားဖြစ်ပေးနေတာကိုချက်ချင်းရပ်တန့်ပေးဖို့အတွက်တအောင်းအရက်ဖက်အဖွဲ့တွေကကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ကြပါတယ်။ တရုတ်အစိုးရကအကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးစစ်ကောင်စီကိုခင်မီစစ်လက်နက်ပစ္စည်းတွေနှိပညာတွေထောက်ပံ့ပေးနေပြီးစစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်ပေါ်ကိုကျွလွန်နေနိုင်ငံတကာရာဇဝတ်မှုတွေကိုပုံမအားဖြစ်ပေးနေမှုကိုချက်ချင်းရပ်တန့်ပေးရန်အပါအဝင်တောင်းဆိုချက်၅ချက်ကိုတအောင်းအဖွဲ့အစည်းတွေပူးပေါင်းကထောက်ပြန်လိုက်ပါတယ်တရုတ်အစိုးရကအကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းက TNL ထိန်းချုပ်ထားတဲ့ဒေတာတွေပြန်လည်ပေးအပ်ရည်အတွက် နိုင်ငံရေးစည်ရေးဖိအားပေးမှုလူသုံးကုန်ပစ္စည်းတွေနဲ့စားတောက်ကုန်တွေဖြတ်တာမို့ကျမ်းမာရေးစေဝါဖြတ်တာမို့နေဆက်ကုန်သွယ်ရေးနဲ့ဆက်သွယ်ရေးဖြတ်တာမို့စတဲ့နီလန်းမျိုးစုံနဲ့ဇက်တိုင်ဖိအားပေးနေတယ်လို့လည်းတောင်းဖွဲ့တွေကပြောပါတယ်။အကြက်ဖက်စစ်ကောင်စီရဲ့အကြက်ဖက်လုပ်ရက်တွေကိုရပ်တန့်နိုင်ရေးအတွက်စစ်ကောင်စီကိုလင်းရင်စီအပါဝင်ဆက်လက်နဲ့ပစ္စည်းတွေပံ့ပိုးမှုပေးနေတဲ့နိုင်ငံတွေ လုပ်ငန်းရှင်တွေနဲ့အင်းနီးချင်းနိုင်ငံတွေအားလုံးချက်ချင်းရပ်တန့်ပေးဖို့တောင်းဆိုလိုက်ကြပါတယ်။ဒါအပြင်စီဝါရေးလမ်းကြောင်းနဲ့အကြက်ဖက်စစ်ကောင်စီကို ကုညီပံ့ပိုးပေးနေတဲ့လုပ်ငန်းရှင်ခရိုနီတွေနဲ့အကျိုးစီးပွားရလက်တွဲနေတဲ့အခြားနိုင်ငံတွေကို စီးပွားရေးအရပိတ်ဆို့မှုတွေထိရောက်စွာဆောင်ရွက်ပေးဖို့အတွက်တအောင်ဖွဲ့တွေကတောင်းဆိုထားကြပါတယ်။ဒါအပြင်နိုင်ငံတကာကချမှတ်ထားတဲ့ဥပဒေတွေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ကျွလွန်နေတယ်။အကြမ်းဖက်စစ်ကောင်စီကိုနိုင်ငံတကာရာဇဝတ်ခုံရုံးကိုအ мян ဆုံးအရေးယူနိုင်ဖို့အတွက် PRP လှုံ့ဆော်ဖို့တောင်းဆိုတဲ့အပြင်စစ်ပဋိပက္ခကြောင့်ခံစားနေရတဲ့ပြည်သူလူထုအလုံးတွေထိရောက်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေဆောင်ရွက်ပေးဖို့အပါအဝင် မြန်မာနိုင်ငံရဲ့အနာဂတ် Federal Democracy တည်ဆောက်ရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက် Federal Unit တွေဒေသများအစိုးရအဖွဲ့တွေနဲ့တူကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့နိုင်ငံတကာအသိုက်အဝန်းတွေကအတိမတ်ပြုလက်တွဲလှုပ်ဆောင်ဖို့အတွက်တအားအဖွဲ့တွေကတောင်းဆိုထားပါတယ်ရှင်။မကွေးရတဲ့တဘောကိုတက်ဆက်ပေးကြပါရယ်မကွေးတိုင်းပခုတ်ကိုပေါက်လမ်းပိုင်းကိုနှစ်လကျော်ကြာရောက်ရှိနေတဲ့အကြက်ဖက်စစ်တဲ့ရိခါဘိုးစစ်ကြော လမ်းတလျှောက်ကအကျဉ်းချင်းမိုင်းဆွဲတိုက်ခတ်ခံရပြီးကား၃စီးထက်မနည်းဟာပျက်စီးကာထိခိုက်သေးဆုံးသူမြတ်ပြိုက်လို့ဒေတာတွင်တော်လိုင်းသတင်းမြစ်ကပြောပါရယ်ဇွန်လကုန်ပိုင်းကနေစတင်ကပခုတ်ကူတက်မတ၁၁ကနေထွက်လာတဲ့အင်အားတထောင်နီးပါးပါဒုတက်မမှုဦးစီးရဲ့ရိခါပို့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကပခုတ်ကူပေါက်လမ်းပိုင်းမှာအကျဉ်းချင်းမိုင်းဆွဲတိုက်ခတ်ခဲ့တာလည်းဖြစ်ပါရယ်အဲတိုက်ခိုက်မှုတွင်းမှာကား၃စီးထက်မနည်းဟာပျက်စီးကာ စစ်သားတွေဘက်ကထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့မိုင်းထိမှန်ပြီးပျက်စီးသွားတဲ့ကားတွေကိုစစ်တပ်ကပခုတ်ကူပေါက်လန်းပိုင်းမှာစွန့်ပစ်ခဲ့ပြီးတချို့ကားတွေကိုကျိုးနယ်ဆွဲယူသွားတယ်လို့လည်းသိရပါဗျာ။ဒါအပြင်အကြက်ဖက်စစ်တပ်ရိတ်ခါပိုရင်တန်းသွားရာလမ်းတစ်လျှောက်ကိုလည်းအကြက်ဖက်စစ်တပ်ဟာဝိုင်းတွဲဂျက်ဖိုက်တာစစ်တပ်လက်ထီတွေနဲ့နေ့စဉ်ဘုံကျဲတိုက်ခိုက်နေတာကြောင့်ပြည်သူတွေထိခိုက်မှုရှိကကျေးရွာ18ရာကတောင်းနဲ့ချီတဲ့ပြည်သူတွေဟာ ဒေးလိုရာကိုထွက်ပြေးတင်းရှောင်နေရတယ်လို့လည်းသိရပါဗျ။လက်ရှိအချိန်မှာအကြက်ဖက်စစ်တပ်ရိခါပို့ရင်တန်းဟာပခုတ်ကိုပေါက်လမ်းပိုင်းကရေပြတံတားမှာရောက်ရှိနေပြီးရင်တန်းဆက်လက်ထွက်ခွာနိုင်ဖို့အတွက်မိုင်းရှင်းလင်းရေးတွေလုဆောင်နေတယ်လို့လည်းသိရပါဗျ။ရှင်။ဒီတစ်ခါမှာတော့စကိုင်းတိုင်းမုံရွာကြောက်ကလမ်းပိုင်းမှာစစ်တပ်စစ်ကြောင်းကိုလေးရဲစက်တိုက်တိုက်ခတ်ရမှာ စစ်သား40ဦးဟာထေသွားပြီးဗိုလ်မှူးတဦးဗိုလ်ကြီးတဦးပါဝင်20ဦးခန့်ဟာထိခိုက်ဒဏ်ရာရှိခဲ့လို့မုံရမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတည်င်းထုတ်ပြန်ထားပါတယ်။ဩဂတ်စ8ရက်နေ့မှာမုံရွာကြောက်ကာလမ်းပိုင်းကစီးပွားရေးတက္ကသိုလ်ကနေထွက်လာတဲ့အင်အား150ပါစစ်ကြောင်းကိုတော်လဲတဖွဲ့ဝင်တွေကတိုက်မိုင်းတွေနဲ့တက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်အကြက်ပဲစစ်ကြောင်းဟာကြောက်ကာတောင်ရွာစတင်ကြောင်းဘက်ကနေထပ်မံထွက်လာစဉ်တွင် တော်လန်တပ်ဖွဲ့တွေကစောင့်ကြိုတက်ခတ်ခဲ့ရမှာစစ်သား9ဦးဟာထိခိုက်သေဆုံးခဲ့လို့လည်းသိရပါဗျ။ဩဂတ်စ9ရက်နေ့မွန်လတနိုင်ခန့်မှာတော့တပ်ဖြန့်ထားတဲ့စစ်တဲစစ်ကြောင်းကိုရင်းနှံကုန်းလမ်းဆောင်နဲ့ရွှေကူဖြူဖျားအနီးတို့မှာတော်လန်တပ်ဖွဲ့တွေက drone နဲ့ပုံကျဲတက်ခတ်ခဲ့လို့လည်းသိရပါဗျ။အဲ့နေ့ညနေ6နာရီလောက်မှာထနာဝင်ကျေးပါအရှိတ်ဘက်ကနေထွက်လာတဲ့စစ်တဲစစ်ကြောင်းနဲ့တော်လန်တပ်ဖွဲ့တွေကြားမှာထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ ည9နိုင်ခန့်မှာလဲရွာတုံကျေးရွာနဲ့တနာဝင်ကျေးရွာအနီးမှာထိတွေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့လို့လည်းသိရပါဗါးတိုက်ပွဲအတွင်းမှာစီဝိုင်းတက္ကသိုလ်နဲ့အမှတ်908တက်ကနေလက်နယ်ကျွေးနယ်ပြစ်ကူပေတက်ခတ်ခဲ့ပြီးစက်တက်လေဒီနှစ်စီးလဲပြစ်ကူပေတက်ခတ်ခဲ့လို့လည်းသိရပါဗါးဩဂတ်စာ၁၀နှစ်မွန်လွယ်၁၂နိုင်ခံမှာရွှေကူနီဖျားနီတက်ဖြန့်ထားတဲ့အကြက်ဖက်စစ်တပ်ကို တော်လဲတပ်ဖွဲ့တွေကဒရုန်းနဲ့ဘုံကျဲတိုက်ခတ်ခဲ့ကအဲ့ဒီညနေ၄နိုင်ခံမှာ ကြောက်ကမြောက်ရွာအရှိကံကြီးခွေအထိဖြန့်စင်းလာတဲ့စစ်တပ်စစ်ကြောင်းတဲ့နေမြေရှင်းလေးလှုပ်ဆောင်တဲ့တော်လန်တပ်ဖွဲ့တွေထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပါတယ် အလားတူကြောက်ကရွှေကူနီဖျားနီးကစစ်သားတွေနဲ့ကြောက်ကမြောက်ရမိသက်ယုံအနာကစစ်တပ်ချမ်းပါကားကိုဒရုန်းနဲ့ဘုံကျဲတက်ခတ်ခဲ့ပြီးဩဂတ်လ17ရက်နေ့မနေ့9နိုင်လောက်မှာလဲစစ်တပ်စစ်ကြောင်းရင်အင်အား120ခန့်ပါတဲ့အပေါ့စားတန်ချက်ကရင်းနှစီတန်ပြားက2စီဒဘယ်ကပ်2စီပါရင်တန်းကိုတော်လန်းတပ်ဖွဲ့တွေကတိုက်မိုင်းနဲ့ထပ်မံမိုင်းဆွဲတက်ခတ်ခဲ့ပါတယ် ဒါအပြင်တော်လန်တဖွဲ့တွေရဲ့ drone စီးလဲပြစ်ချခံခဲ့ရတယ်လို့ခရိုင်ချင်းဆက်လမ်းတွင်လမ်းဘေးဝဲရာအိမ်တန်းတွေကိုလည်းလက်လက်ကျွေးတွေနဲ့ပြစ်ခတ်ခဲ့တာကြောင့်နေအိမ်တွေလည်းမီးလောင်ပျက်စီးခဲ့လို့လည်းသိရပါဗါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကဩဂတ်စ14ရက်နေ့ထိမုံရွာမြို့ကနေကြောက်ကရွှေကူဖြူဖျားနီဝန်းကျင်ကိုအင်အား400ခန့်နဲ့တက်ဖြန်ကပြည်သူပိုင်ပစ္စည်းတွေကိုယူဆောင်တာ မီးရှို့ဖျက်ဆီးတာတွေကိုလုဆောင်နေရလို့လည်းသိရပါတယ်ရှင်။ ရန်ကုန်သတင်းတပုတ်ကိုကြည့်အောင်ပါရန်ကုန်တိုင်းဒဂုံမြို့တဲ့မြောက်ပိုင်းမြို့နယ်ဥရိဇာရာလန်းကရွှေစင်အကယ်ဒမီရွှေစံမနစ်ကမနက်ပိုင်းမှာဓမြတိုက်ခတ်ရပြီးဓမြတအိုးကိုတနက်နဲ့တူဖမ်းဆီးရရှိခဲ့လို့ဒေသပြည်သူတွေနဲ့အဲ့ဒီရွှေစံကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်ပြီးခဲ့တဲ့ဩဂတ်စ၁၄ရက်နေ့မနက်၁၇နာရီဝန်းကျင်အချိန်လောက်မှာဒဂုံမြို့တဲ့မြောက်ပိုင်းမြို့နယ်အမှတ်34ရပ်ကွယ်ဥရိဇာရာလန်းကရွှေစင်အကယ်ဒမီရွှေစံကို လက်လက်ကန်ဆောင်ထားတဲ့လူတချို့ကဝင်ရောက်ဓညတိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်။စိုင်းလုံးဂျုံရဲ့ဝန်ထမ်းအချို့ကဓညလာတိုက်သူအချို့ကိုပြန်လည်ခုခံရကနေဓညတအိုးကိုဖမ်းဆီးရရှိခဲ့ပြီးကြံဓညတွေလည်းထွက်ပြေးသွားသလိုရွှေတွေမပါသွားပေမဲ့လည်းစိုင်းဝန်ထမ်းတို့ဟာဒဏ်ရရှိခဲ့လို့လည်းသိရပါတယ်။ဓညတိုက်ပြီးချိန်မှာတော့စစ်ကောင်စီလက်အောက်ခံရဲတွေနဲ့စစ်ကောင်စီတပ်တွေရရှိလာပြီးလမ်းပိတ်ဆို့စစ်ဆေးတာတွေကိုလုဆောင်နေခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ ကချင်ပြည်နယ်တရင်တပုတ်ကိုတက်ဆက်ပေးကြပါရယ်ကချင်ပြည်နယ်ဖားကံမြို့နယ်ရှော်ရော်ခကျေးရွာကိုအကြက်ဖက်စစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံကျဲတက်ခတ်ခဲ့တဲ့အတွက်ပြည်သူ9ဦးဟာအပြင်းထန်ထိခိုက်ဒဏ်ရာရှိခဲ့လို့ဒေသတရင်မြေကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်ဩဂတ်စ14ရက်နေ့မွန်းလွတ်တနိုင်ခန့်ကဖားကံမြို့နယ်ရှော်ရော်ခကျေးရွာရရန်ကုန်းကပြည်သူတွေရှိရာနေရာကို ညောင်ပင်ကုန်းကျေးရွာမှာရှိနေတဲ့အကြံဖက်စစ်တပ်က drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ရမှာအထက်တန်းကျောင်းသားအသက်16နှစ်အရွယ်ရှိတဲ့ထန်ရှမ်းခိုင်ဟာထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့အသက်52နှစ်အရွယ်ရှိတဲ့ဦးဝင်းနိုင်အသက်56နှစ်အရွယ်ရှိတဲ့ဦးရဲနိုင်အသက်59နှစ်အရွယ်ရှိတဲ့ဦးထုကျော် အသက်50အရွယ်ရှိတဲ့ဦးတင်ထွတ်တို့ထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါဗျ။ထိခိုက်ဒဏ်ရာရှိသူတွေကိုရှော့ရော့ခကျေးရွာတွင် ပရိုက်တာကားနဲ့ဖားကန်မြို့တွင်ကပရိုက်တာအသင်းတွေကိုချိတ်ဆက်ပို့ဆောင်ကပြင်ပစစ်ရုံတွေမှာကုသထားရလို့လည်းသိရပါဗျ။ဂျပန်စစ်တပ်ဟာဖားကန်မှာစစ်ကြောင်းထိုးနေတာ3လကျော်ကြာမြင့်နေပြီဖြစ်ပြီးပြည်သူ60ကျော်ကိုလည်းဂျပန်စစ်တပ်ကမတရားတပ်ဖြတ်ခဲ့တာကြောင့်ကျေးရွာဆယ်ရွာကအ ਨੇ စုံပြည်သူ9000ကျော်ဟာစစ်ပေးရှောင်နေကြရလို့လည်းသိရပါလိမ့်ရှင်။ ဒီတကမှာတော့မန္တလေးတိုင်းညာဦးမြို့နယ်အတွင်းကအကြမ်းဖက်စစ်တပ်စစ်ကြောင်းထိုးနေတဲ့အတွက်ကျေးရွာဆယ်ရွာကျော်ကထောင်ထဲချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ People Democratic Army PDA ကစစ်ရေးတာဝန်ခံရဲဘော်အုပ်စိုးကပြောပါရယ်ပြီးခဲ့တဲ့ဩဂတ်စ12ရက်နေ့ကအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာရွာသစ်တောင်ရွာနဲ့ချောင်းရှည်ရွာကိုဝန်ရောက်စီးနင်းပြီးအနီးအနားကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် ထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွရာကိုထွက်ပြေးတင်းရှောင်နေရတယ်လို့လည်းသိရပါဗါတယ်။အဲ့ဒီအကျန်းပဲစစ်တက်စစ်ကြောင်းကြောင့်လက်ရှိအချိန်မှာရွာတစ်တောင်ရွာ၊စဘာသိန်းရွာ၊ချောင်းရှည်ရွာ၊အနောက်အုံရွာ၊စုတီရွာ၊ပန်းကုန်းပင်ရွာနဲ့အုတ်လီကားရွာအပါအဝင်အနီအနားကျေးရွာတွေကပြည်သူ9000ကျော်ဟာဘေးလွရာကိုထွက်ပြေးတင်းရှောင်နေရတာဖြစ်တယ်လို့လည်းသိရပါဗါတယ်။ဒါအပြင်အကျန်းပဲစစ်တက်စစ်ကြောင်းကို တော်လန်တပ်ဖွဲ့ဝင်တွေကဩဂတ်စ17ရက်နေ့မှာ ချောင်းဝနဲ့ရာသစ်တောင်ရွာကြားမှာ ပေပါမိုင်းဗေဒာမိုင်းတို့နဲ့မိုင်းဆွဲတက်ခဲ့ခဲ့တာကြောင့်စစ်သား၁၈ဦးဟာသေသွားခဲ့ပါသေးတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုဒ်ကတော့မန္တလေးတိုင်းတောင်သားမြို့နယ်ကကြေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့် ပြည်သူတအုပ်ဟာတည်ဆုံးခဲ့ရလို့ဒေတာတွင်သတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်။ဩဂတ်စ12ရက်နေ့မှာမိထီလာ ရှန်တဲလီဒက်ကနေတက်လာတယ်။အကျန်းဖက်စစ်တပ်ရဲ့စစ်တပ်လေထီး3စီဟာရွှေစီကြီးရွာအနီးပတ်ဝန်းကျင်ကိုဘုံဒီ3လုံးကျဲချတိုက်ခတ်ခဲ့လို့လည်းသိရပါရယ်။ဂျက်ဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွင်ပြည်သူတွေထိခိုက်မှုမရှိဘဲကျဲရွာနေပြည်သူတွေထွက်ပြေးတင်းရှောင်ရတယ်လို့လည်းသိရပါရယ်။အလားတူဩဂတ်စ17ရက်နေ့ည9:00ခန့်ကလည်း မြင်းကျံမြို့နယ်တမ်နီဆက်ယုံကစစ်သားတွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်ရုံးပင်ရွာကိုကြားရောက်ပောက်ကွဲခဲ့ပြီးပြည်သူတဦးဟာတေဆုံးခဲ့ရကတဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါဗါးအလားတူဩဂတ်စာ17ရက်နေ့ကလည်းတောင်တာနဲ့မလိုင်မြို့နယ်ကကြည်ရတွေကိုအကြမ်းဖက်စစ်တပ်ဆက်တပ်လေးထီးနဲ့ဘုံးဆယ်လုံးကျဲချတိုက်ခတ်ခဲ့ပါလေရှင်။ဟုတ်ကဲ့ပါရှင်။ ါကတော့ရေကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးပေးတော့ကျေးဇူးတင်ပါတယ်ရှင်ကျမများပါ